ပိုင်တကုံတို့မင်္ဂလာပွဲမှာမလင်မြဖူးနဲ့အပြိုင်တတို့သမီးလိုဝေးရတဲ့အကြောင်းရင်းကိုရှင်းပြလာခဲ့တဲ့ဘန်းရောင်ချင်း ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ဗန်းရောင်ချေရလက်တလုံးမှာပိုင်းတကူရဲ့မင်္ဂလာဝဲကိုတက်ရောက်ခဲ့တဲ့ဝစ်စုံကြောင့်ဆိုရှယ်မီဒီယာမှာကြရက်ချပြီးတော့ဝေဖန်ခံနေရတာဖြစ်ပါတယ်။ပိုင်းတကူတို့ကဇွန်လ18ရက်နေ့မှာဒင်နာပွဲလေးကိုကျင်းပခဲ့တာဖြစ်ပြီးတော့အစီအစဉ်ပေါင်းများစွာနဲ့စိတ်လှုပ်ရှားစရာကောင်းတဲ့ပွဲလေးတစ်ခုဖြစ်ခဲ့ရပါ။အဲ့ဒီပွဲကိုအမှုပညာရှင်တွေကလည်းတက်ရောက်ကြတာမို့ပရိသတ်ကြီးမှာစိတ်ဝင်စားစရာကောင်းတဲ့ပွဲလေးတစ်ပွဲဆိုလည်းမမပါဘူး။ဒါအပြင်ပိုင်းတကူတို့ကမင်္ဂလာ ပွဲမှာ after party တွေပါကျင်းပခဲ့တာကြောင့်တချို့ဆိုရင်ဝစ်စုံနှစ်စုံနဲ့ကဲကြတာဖြစ်ပါတယ် ဒါကြောင့်ပိုင်ဒဂုံလုံးရဲ့မင်္ဂလာဝဲကအရန်ကိုစီကားတိုင်မြိုက်အောင်ကျင်းပခဲ့တာဖြစ်ပါတယ်။ပိုင်ဒဂုံလုံးရဲ့မင်္ဂလာဝဲကိုကြည့်ရတာ fashion show ပွဲကြီးတစ်ခုကိုကြည့်ရသလိုပဲကြီးလို့ကောင်းနေခဲ့တာဖြစ်ပါတယ်။ဒီချိန်မှာမှဘန်းရောင်ချဲရဲ့ဝတ်စုံကဝေဖန်မှုတွေရနေပါတယ်။ပိုင်ဒဂုံနဲ့ရှင်နီရဲ့ဘန်းရောင်ချဲကမင်္ဂလာဝဲကိုအဖြူရောင်ကောင်ဝင်ရှင်နဲ့တက်ရောက်ခဲ့တာပါ။အဖြူရောင်ကောင်ဝင်ရှင်ကိုဝတ်ဆင်ခဲ့တဲ့ဘန်းရောင်ချဲက လူတွေကသူတို့သမီးအပေါ်မှာအာမနာဘူးလားဆိုပြီးတော့ထင်ရရီဆွဆွဲကြတာဖြစ်ပါတယ်။သူတို့သမီးကအဖြူရောင်ဝတ်မှာမို့ထင်အောင်ထင်မှဖြစ်အောင်လိုက်ဝတ်တယ်ဆိုပြီးတော့ထင်နေကြတာဖြစ်ပါတယ်။မင်္ဂလာဝဲမှာသူတို့သမီးထက်အလားကျန်တာကြောင့်လားဆိုပြီးတော့အပြင်းထန်ကိုဝေဖန်ခံနေရတာဖြစ်ပါတယ်။ဒီလိုဝေဖန်ခံနေရတာကိုဘဲရောင်ချေကစာအရှိန်ကြီးနဲ့မရှင်းပြနေတော့ပါဘူး။သူဘာလို့အဖြူရောင်နဲ့ဝတ်ရတာလဲဆိုတော့ကိုဘိုင်လီဂွန်နဲ့မန်လေးမြဖူတို့ရဲ့ဖိတ်စာကိုဒါပြလာခဲ့တာဖြစ်ပါတယ်။ဘိုင် ကွန်နဲ့မန်လေးမြဖူတို့က ရန်စာစားပွဲကိုဖိတ်တဲ့အချိန်မှာသူတို့လိုချင်တဲ့အရာကိုပါတခါတည်းပြောထားတာပါပွဲကိုလာတဲ့သူတွေအနေနဲ့အရာကိုပြောင်းတောက်ဝတ်တာမျိုးမလိုချင်တဲ့အတွက်ဝတ်လာစီချင်တဲ့အရာ၅မျိုးကိုသတ်မှတ်ထားခဲ့ပါတယ်မင်္ဂလာပွဲကိုဝတ်လာဖို့အတွက်တောင်းဆိုထားတဲ့အရာတွေကတော့အဖြူရောင်မိကန်နိုနစ်ရောင်ချက်သွေးရောင်ပန်းငပိရောင်အညိုရောင်တို့ဖြစ်ပါတယ်ဒါကြောင့်မို့ပွဲထက်ခဲ့ကြတဲ့အနုပညာရှင်တွေကဒီရောင်တွေတွေကသာရွေးချယ်ပြီးတော့ဝတ်ဆင်ခဲ့ကြတာပါမင်္ဂလာပွဲတဲ့ဝတ်တွေကိုကြည့်ရတဲ့သူတွေဆိုရင် ော့မင်းသမီးတွေတယောက်နဲ့တယောက်အင်ဂျီအယောင်စီတီတွေရောတတိထားမိကြပါတယ်ဒီညာဟောင်တွေရောမှဘန်းရောင်ချေရအဖြူရောင်ဝစ်ဆင်ပြီးတော့ရွေးချယ်ပြီးဝစ်ခဲ့တာဖြစ်တယ် ခင်ဝင်းဝါရှုတနာတဲ့နော်ဖောအေထာတို့ကအပန်းရောင်ရွေးချယ်ပြီးတော့ဝင့်စင်ကြတာပါဝင်းမုံရွှေကြီးမိုးဆက်ဝိုင်းနဲ့အနုပညာရှင်တချို့ကြတော့နုံနေရောင်ကိုရွေးချယ်ခဲ့ကြပါတယ်မေမြင့်မို့အေးမြတ်သူတန်တာဘိုတင်းသေးဘိုတို့ကတော့အညိုရောင်ဝင့်စင်ခဲ့တာဖြစ်ပါတယ်ဒါကြောင့်မို့ပန်းရောင်ချယ်ကပိုင်နဂုံတို့တတ်မှတ်ထားတဲ့အရာဝတ်သားရွေးချယ်ပြီးတော့ဝင့်စင်ခဲ့တာဖြစ်ပြီးဘာစိတ်မှလည်းရှိမနေခဲ့ပါဘူးဘာစိတ်မှမရှိတဲ့အကြောင်းကိုလည်းအရာဝတ်ကမျိုးနဲ့တက်ခိုင်းကြောင်းရှင်းပြလာခဲ့တာဖြစ်ပါ ါရယ်။ဘယောင်ကျေရပြီးခဲ့တဲ့နှစ်ထုံးကဆိုရင်လဲဇလန်တွေတစ်ခုကြောင့်အပြင်းထန်ဝေဖန်ခံခဲ့ရတာဖြစ်ပါရယ်။ဘယောင်ကျေရဲ့တရုတ်ဆောင်ပုံတွေကအစင်မပြေဘူးဆိုပြီးတော့ကိုဝေဖန်ကြတာပါ။ဒါကြောင့်မို့လဲဇလန်တွေရဲ့ရုပ်ရှင်ဇာတ်ကားတွေဆက်မရိုက်ဖြစ်ပဲနားနေကြတာပါ။ဘယောင်ကျေကိုယ်တိုင်ကတော့ပွဲရှာတာမျိုးလည်းမရှိပဲသူ့ကိုယ်သူထူးချွန်ထမြက်တဲ့သူတရားဖြစ်အောင်အကောင်းဆုံးနေထိုင်နေတာပါ။ သူကတချင်းဆိုတဲ့နေရာမှာလဲအင်္ဂလိပ်တချင်းတွေကိုကျွမ်းကျွမ်းကျင်ကျင်စုတက်ပြီးတော့လမ်းသစ်ဖောက်ဖို့အတွက်စူးစမ်းနေတာဖြစ်ပါတယ်။ပရိသတ်ကြီးနေနေကိုဗန်းရောင်ချေကိုဘယ်လိုမြင်လဲဆိုတာကောမလီရဲ့မှာရေးခဲ့ပေးပါအောင်။ဆုံးဒီကြည့်ရှုပေးတဲ့အတွက်လဲအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။